မေလ18ရက်ရက်နေ့မှာလေဘဲသားစလိုက်ရပါပြီအားလုံးမင်္ဂလာပါဒီနေ့မှာလေတက်အရာရှိဘူကြီးဂျီဖေလင်းကိုပရမောဆုံးတုတ်ပင်ရှင်လေးနိုင်ခဲ့တဲ့ပြည်သူလူမျိုးရေးတက်မတော်ဆိုတဲ့အကြောင်းကိုရှဲဖို့ရှင်လေးကတင်ပြထားတာရှိပါတယ်ဆိုတော့ဒီလိုကကျွန်တော်ကြည့်ရအောင်နော်လေဘဲရဲ့အသားကို တပိတ်သားမြန်မာငွေကျပ်တသိန်း ျွန်တော်တို့ဒါဘတ်နဲ့ဆိုရင်တောင်းပြီးတော့အနည်းငယ်10သားကနေစဝင်မယ်ဆိုရင်မြန်မာငွေကျပ်တောင်းကနေပြီးတော့ဘတ်ငွေတရာကစတင်ပြီးတော့ဝယ်ယူနှိုင်းပြီးမင်္ဂလာပေါင်းခဝေညောင်းကောင်းချင်းဖြာဖြာမင်္ဂလာပါကျွန်တော်ရဲ့မိဘကျွန်တော်ရဲ့ညီကို မောင်နှမပေါင်းတို့ဒီနေ့မေလ18ရက်နေ့မှာလေဘဲသား စလိုက်ရပါပြီဟုတ်ကဲ့ပါ လေတဲ့ဘူကြီးជីဖေလေးပြန်နန်းဝင် အမှတ်462လေဘဲတကောင်ကိုပထမဆုံးတုတ်တင်ရှင်းလင်းနိုင်ခဲ့တဲ့နေ့ကျွန်တော်တို့မိဘပြည်သူတစ်ချက်လုံးရဲ့ပြည်သူကပေးတဲ့အမိန့်ကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စတင်ထမ်းဆောင်လိုက်တဲ့နေ့အောင်မြင်သောနေ့ဖြစ်ပါကြောင်းဒီနေ့မှာအကျွမ်းဖက်စစ်ခွေးတက်ရဲ့လေတက်အရာရှိတဟုတုတ်တဲ့ရှင်းလင်းနှိုင်းခဲ့တဲ့ဖြစ်စဉ်တွေကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေဗီဒီယိုကြည့်နေနေပကံအလွတ်လေးတွေခြင်ထားပေးပါလေဘဲသားကိုကျွန်တော်တို့အတူတူစားကြမှာဖြစ်ပါတယ်နောက်ထပ်ဇင်းနောက်ထပ်ဝန်တာဇီယာဇင်း တရင်ကောင်းကြီးကလည်းပဲအရကတတော် A ရဲ့ထိုးစစ်ဟာတာပေါင်းငတိုင်းချောင်းရေကြီးလေးမျက်နာနဲ့အင်ကပူအထိကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းတွေကိုကြားရမှာဖြစ်တယ်။မေလ18ရက်နေ့နောက်နေ့18 19ရက်နေ့တွေမှာကျွန်တော်တို့အညာမြေပြင်နဲ့ပတ်သက်တဲ့အောင်ပွဲသတင်းတွေကိုထပ်မံပြီးတော့ကြားရမှာဖြစ်ပါကြောင်းကျွန်တော်တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်ရင်ပြပါတယ်။ပကံလွတ်လေးတယောက်ချက်စီခြင်ထားပေးပါ။ အဲ့တော့ပကံမရှိဘူးမရှိရင်လည်းပဲပါဆယ်လေးတစ်ခုပေါ့ဗျာကျွန်တော်ကကျွန်တော်ရဲ့မိဘတွေကိုလေဘဲသားကိုပေးပို့ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ရှုကျွန်တော်ရဲ့မိဘတအိုးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်တော်လန်သော အချိန်တော်လန်သောကာလကျွန်တော်ပြည်သူတရက်လုံးရပူပေါင်းဆောင်ရွက်မှုကျွန်တော်ပြည်သူလူထုပေးတဲ့အမိတ်ပြည်သူလူထုရဲ့ ချလိုက်တဲ့ပြစ်ဒဏ်ပြည်သူစီရင်လိုက်တဲ့တရားစီရင်မှုတိုင်းဒီနေ့မှာတက်သေးပြလိုက်တာပါကျွန်တော်ပြည်သူကဝေးတပွဲဝင်ရဲပေါ့တအူးချင်းစီတိုင်းရကျွန်တော်တို့မိဘပြည်သူတအူးချင်းစီတိုင်းရအမိတ်နာခံလျက်ရှိပါတယ်မိဘပြည်သူတို့ရဲ့ဒါ ဆန္ဒနဲ့အညီကျွန်တော်ဒီနေ့လုံနိုင်ခဲ့တဲ့တသက်ကတော့လေဘဲသားပရမဦးစွာစာတုံးနိုင်လိုက်ပါပြီဟုတ်ပြီဒီပြစ်စင်လေးကိုကျွန်တော်မပြောခင်မှာအရှိကကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့မိဘပြည်သူတွေတကယ်နဲ့ဝင်းကူညီခဲ့တာကျွန်တော်တို့ဒါချက်ဖက်စစ်ခွေးတက်ရဲ့ဒါလေတက်အရာရှိသူတို့တွေကိုပြစ်ဒဏ်စီရင်ဖို့ ကျွန်တော်တို့ဒါ challenge ခေါ်ခဲ့တာရှိတယ်ပြီးတော့စုကြည်တွေကို ထုတ်ပြန်ခဲ့တာရှိတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်မိဘတွေဆိုရင်ဟာကိုရှမ်းလေးဘတ်တသိန်းနဲတာဗောဆိုတော့အဲ့လိုမျိုးဒါကျွန်တော်မိဘပြည်သူတွေရဲ့အတန်တွေကျွန်တော်မိဘပြည်သူတွေရဲ့တကယ့်ကိုအားတက်သရောဒီပြင်းပြတဲ့ဆန္ဒတွေကိုဒီနေ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီသတင်းကိုမပြောခင်မှာကျွန်တော်မိဘတွေကို လေဘဲသားရောင်းချင်ပါတယ်အဲ့ဒီလေဘဲသားကတကယ်ကိုအရသာရှိတယ်ခြုံမိန်တယ်ဘာနဲ့ပဲတွဲဖက်စားစားစားလို့အရသာရှိတယ်လေဘဲသားတပိတ်တာကိုမြမငွေကျပ်တသိန်းကျွန်တော်တို့ဒါတစ်ဆယ်သားချင်းဝယ်စားမယ်ဆိုရင်မြမငွေကျပ်တပေါင်းကနေပြီးတော့စတင်ဝယ်စားလို့ရတယ် တို့ time back ငွေနဲ့ပြောမယ်ဆိုရင် time back ငွေဒီတထောင်းပေါ့ဗျာတထောင်းကနေပြီးတော့ time back ငွေတရာကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်ပြီးဆိုတဲ့အကြောင်းကိုကျွန်တော်ပြပါတွေကိုဥစွာတင်ပြပေးကြပါလေဟုတ်ပြီကျွန်တော်တောင်းတာမြို့နယ်မှာသူတပည့်တယောက်နဲ့လပိဆိုင်မှာညိုဆို့နေတဲ့အချိန်ညိုဆို့နေတော့ ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ချက် အောက်မှာပဲအဝေးစီးငရဲကိုမဆီတောင်ကိုက်ချိန်ပြပါနဲ့အဲ့ဒီလေဘဲငနေသားစောက်ထိုးဆင်းသွားရပါတယ်ကျွန်တော်ပြောချင်တာကတော့ဒီပွဲကမပြီးသေးဘူးဆက်ရံရှိသေးတယ်ကျွန်တော်သတင်းအချက်လက်တွေအမြောက်များရရှိထားပါတယ်ကျွန်တော်တို့ပြည်တွင်းမှာကျွန်တော်တို့တိုင်းရင်းသားညီကိုမောင်တို့ကလည်းကျွန်တော်တို့ရဲ့ကလေးငယ်တွေကိုလေချောင်းကနေပြီးတော့ရရဆက်ဆက် အစုလိုက်အပြုံလိုက်သေစီနိုင်ဖို့အတွက်ဒါအပြင်းထန်တဲ့ဘုံအမျိုးမျိုးအာ20ဝတ်တက်စတာမျိုးတွေပြီးတော့ပေါင်ငါးရောက်ဘုံတွေမိလောင်ဘုံတွေနဲ့ကျွန်တော်တို့ရဲ့ clean ရဲ့တွေကိုတက်ဖြတ်ခဲ့တဲ့သူတွေအခုသူတို့တွေကြောက်နံ့နေကြရပါပြီကျွန်တော်ရင်မိပါလားကျွန်တော်တို့ဒါ clean ငယ်တွေစာတင်နေတဲ့အချိန်ကြောင်းတက်နေတဲ့အချိန်ကျွန်တော်တို့ကြောင်းအလေတက်တဲ့ကိုဘုံကျက်တက်ဖြတ်ခဲ့တယ် ကျွန်တော်ကလင်းငယ်တွေရဲ့နာရေးတောင်မှအပီးသေးဘူးဒီကောင်နေသူတို့နာရေးလုံနေရပြီဒါနဲ့တစ်ဆက်တည်းမှာပဲသူတို့ ਨੇ ပတ်သက်တဲ့မိသားစုဝင်တွေတော်တော်လေးကိုကြောက်လန့်တုန်လို့နေတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်ဒါအပြင်အကျွန်မဖက်စစ်ခွေးတက်ရဲ့လေတက်နဲ့ပတ်သက်တဲ့တူးချင်းစီတိုင်းအရောက်တိုင်းတမိသားစုလုံးဆွေစဉ်မျိုးဆက်တစ်ခုလုံးထိတ်လန့်ကြောက်ရွံ့နေပါချောင်းကျွန်တော်ရဲ့မိဘတွေကိုအတိပေးလိုပါတယ် ဘယ်နဲ့သူတို့အလက်ရောက်လာမလဲဆိုတာသူတို့တွေတိမ်မှအလွန်စွာကြောက်ရွံ့နေကြပါတယ်ဒါတော့ကျွန်တော်တို့ကလင်းငယ်တွေရဲ့နာရေးမပြီးသေးဘူးเนาะဒါကြောင့်ကျွန်တော်ကပြောတယ်ဒီပွဲမပြီးသေးဘူးစက်ရံဖြစ်သေးတယ်ဒါကျွန်တော်တို့မိဘပြည်သူတွေရဲ့တရားစီရင်မှုအောက်မှာရှိနေတဲ့ဆိုတာကိုကျွန်တော်တို့ခိုင်ခိုင်မာမာတသက်ပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီအပိုင်းတွေအတွင်းမှာအကျွန်မဖက်စစ်ခွေးတက်ခေါင်းဆောင်ဘိုင်းတွေဟာ တို့ရဲ့လေတက်အရာရှိတွေနဲ့လေတက်မိသားစုတွေကို Facebook တွေမတုံးဖို့ဒါတုံးထားတဲ့ Facebook account တွေကိုလည်းဖြုတ်ချဖို့ပြီးတော့လူမှုကွန်ရက် social စာမျက်နှာမတုံးဖို့ကိုဖိအားပေးတဲ့ကန့်ကွက်မှုတွေချုပ်ကန်မှုတွေရှိခဲ့တယ်ဒီလိုကန့်တမှုတွေရှားမှာပဲကျွန်တော်တို့ပြည်သူတွေထုတ်တဲ့အမိန့်ကိုကျွန်တော်တို့ရဲဘော်တွေတိတိကျကျလိုက်နာနေတာပါ ကျွန်တော်ပြည်ကိုကြည့်နေတယ်ကျွန်တော်တို့မိဘပြည်သူတူချင်းစီတိုင်းကပေးပို့လာတဲ့အမိန်တိုင်းကိုကျွန်တော်တို့ရဲဘော်လူငယ်တွေဟာပေးချတင်ကြစွာလုံးဆောင်နိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်ကတင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီလိုမျိုးသူတို့ရဲ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတွေ Facebook တွေကျွန်တော်တို့ဒါအခြားသောဒါမီဒီယာတွေကိုဒါ block ချဖို့ပိတ်ပင်ဖို့နောက်ဆုံးဖြုတ်ချဖို့ကိုဒါ ကျွန်တော်တို့ထိန်းချုပ်ထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းလုံဆောင်နေတဲ့လုပ်ငန်းစဉ်တွေတောင်မှမပြီးသေးဘူးအခုအချိန်မှာတော့ကျွန်တော်တို့ပြည်သူရဲ့ပြင်းထန်တဲ့အရေးယူအောက်ရေးယူမှုအောက်မှာလေးရပိုကြီးကြည်ဖေလင်းကတော့လက်ဖေးဘိုးတော်ရှင်းချိန်မရသွားခဲ့ပြန်ပါဘူးဗျာဆိုတော့ကျွန်တော်ပြည်သူနဲ့ရင်ဆိုင်ရဲတဲ့ အကျံဖတ်တက်တာဘသူရှိလဲပြည်သူကကျွေးပြည်သူကမွေးပြီးတော့ပြည်သူလက်ကိုပြန်ကြိုက်တဲ့ခွေးဘလို့စသိမ်းရမလဲအဲ့ဒီလေဘဲခွေးတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့မိသားစုဝင်တွေသူတို့ရဲ့သားသမီးတွေလက်ရှိဘသူကကာဝယ်ပေးမှလဲဆိုရဲမိကုံးတွေထုတ်နေကြသူတို့ကဘသူကာဝယ်ပေးမှလဲကျွန်မကြီးပါ သူတို့လှည့်ကြတော့တိမ်မှာကြောက်ကြတယ်ငါတို့ရဲ့သားသမီးတွေရဲ့လုံခြုံရေးငါတို့ရဲ့ဘဝလုံခြုံရေးအခုငါတို့ရဲ့အသက်ကိုဘယ်သူကာကွယ်ပေးမှာလဲသူတို့ကိုးကွယ်နေတယ်သူတို့အားကိုးနေတယ်သူတို့တွေအခုတာဝန်ထမ်းဆောင်နေတဲ့အကြံဖတ်ကမရာဇဝိလူစုလိုက်ပြုံလိုက်တက်ဖြတ်ခဲ့တဲ့တောင်ကိုအခုမိကုန်းနေထုတ်နေကြပြီလူသက်သမားတွေလူသက်ကောင်တွေ သူတို့ကြောက်တာတော်တော်လေးကိုရုပ်ပြက်ဆင်ပြက်ဖြစ်နေတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုတင်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကလင်းငယ်တွေနေရာဆုံးမှာနေ့စဉ်ဘုံပြက်တက်ပြက်ခံနေရတဲ့နာရေးတော့မပြီးသေးဘူးသူတို့ရဲ့ကလင်းငယ်တွေအလှဲ့ရောက်လာမှာကိုသူတို့အရန်ကြောက်တယ်။ဒါဆိုရင်ကျွန်တော်တို့တိုင်းရင်းသားကျွန်တော်တို့ကလင်းငယ်တွေနဲ့ကျွန်တော်တို့အရက်သားတွေကိုဘာကြောင့်ဘုံကျဲတာလဲ။ ကျွန်တော်ကလင်းရည်တွေကြတော့သူတို့ကရေးဆက်ဆက်ဘုံကျက်တက်ဖြတ်သူတို့အလက်ရောက်มาကြတော့သူတို့ကိုဘသူကာကွယ်ပေးมาလဲငါတို့ကိုဘသူကာကွယ်ပေးมาလဲဆိုတဲ့မိကုံးတွေသူတို့ရဲ့လီဒါအတွင်းမှာပြတ်နှက်နေကြပြီအပတ်ကြီးကာကွယ်ပေးมาဗောအားကိုလိုက်ပါကြုံကြည်လိုက်ပါကိုးစားလိုက်ပါသူတော်မှာ ျွန်တော်နိုင်ငံရဲ့ဟိုးဝေးကြီးမှာရှိနေတဲ့ရုရှားကိုပြေးပြီးတော့အာကိုပြီးတော့တာကောကြီးကိုပထွေးလူတစ်မျိုးအဖေလူတစ်မျိုးအာကိုထားလာဆိုတော့လက်ရှိသူ့ရဲ့အောက်မှာအယိုးရင်ကိုက်နေတဲ့ကောင်တွေကဘု து ကိုအာကိုမှလဲကျွန်တော်ပြည်သူကတော့ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးပြီ ကျွန်တော်တို့ပြည်သူကပေးတဲ့အမိန့်ကိုလည်းကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြက်ပြက်သားသားအေးအေးယူဆောင်ရွက်ခဲ့ပြီဒီအချိန်ဒီမှာဒီကနေ့ဒါမေလ18ရက်နေ့နက်9နာရီ15မိနစ်အချိန်မှာပဲဒါသူ့ရဲ့တပည့်နဲ့လပည့်ဆိုင်မှာစားတော့နေတော့ တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA အမှတ်815တပ်ဖွဲ့အနောက်မြောက်စစ်ဒေသကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကရှင်းလင်းတုတ်တင်ခဲ့ခြင်းဖြစ်ပါတယ် Congratulation မှာ PLA ပြည်သူပြည်တဲ့အမေပြည်သူစကားနားထောင်တယ်တကယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ကြောင်းကိုတသက်ပြနိုင်ခဲ့ ကျွန်တော်အရန်ကိုဂုံယူတယ်ကျွန်တော်အရန်ကိုလေးစားတယ်လီဘေးရီနဲ့ပတ်သက်ပြီးတော့ဒါသူတွေကိုစုချင်းငွေတွေထုတ်ခဲ့တာကျွန်တော်ပြီးပါတယ်မှတ်မိပါပါကျွန်တော်တို့ဘတ်တသိန်းကနေပြီးတော့စတင်ပြီးတော့စုကြည့်တက်မှတ်ခဲ့တာဖြစ်တယ်။မြန်မာငွေကျပ်သိန်းပေါင်း130ကျော်ကနေပြီးတော့ဒါကျွန်တော်တို့စုကြည့်ထုတ်ခဲ့ကြပါတယ်။တော့တော်လန်တော့ ဒါမိသားစုဝင်တွေပူပေါင်းပြီးတော့ဗောဗျာဆိုတော့အခုချိန်မှာပရမအုံးဆိုအဲ့ဒီစုကြီးကိုတိမ့်ပိုက်သွားတဲ့သူကတော့ပြည်သူလွတ်မြောက်ရေးတက်မတော့ PLA အမှန်815ကတပ်ဖွဲ့ဝင်နေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့မိပါတယ်ကျွန်တော်ညီကိုမောင်မတော့ကျွန်တော်တို့စက်ရံတွေအများကြီးရှိသေးတယ်လေဘဲရှင်းလင်းရေးကအခုမှစတာဖြစ်တယ်အကျန်ဖက်စစ်ခွေးတက်ရဲ့လေဘဲနဲ့ပတ်သက်သူမှန်မြောက်ကိုကျွန်တော်တို့ တုတ်တင်ရှင်းလင်းရမယ်အများကြီးဖြစ်ပြီးနေလေဘဲသားတွေအများကြီးစားရဖို့ရှိပါသေးတယ်။ဒါကြောင့်ကျွန်တော်မိဘတွေပကံအလွတ်လေးတွေခြင်ထားပေးပါပြီးတော့ပါဆယ်ထည့်ဖို့အတွက်ပါဆယ်ပေါက်လေးတွေပြင်ဆင်ထားပါလို့ကျွန်တော်ကမိဘတွေကိုဒါတင်ပြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီလေဘဲသားတပိတ်တာကိုမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ဒါပိတ်တာလိုက် ဝယ်ယူစားသုံးလို့ရတယ်လို့ဒါတစ်ဆယ်သားချင်းစီတိုင်းစားသုံးနိုင်ဖို့ကိုလည်းပဲမြန်မာငွေကျပ်တထောင်ကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်တဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုတင်ပြလိုပါတယ်ဒီကျွန်တော်တို့ခေါ်ထားတဲ့ဒါ challenge တွေကျွန်တော်ပြည်သူက ထုတ်ထားတဲ့ဒါစုချေးငွေတွေထက်အစာပေါင်းများစွာ လက်ရှိကျွန်တော်တို့ပြည်သူလူထုကျွန်တော်တို့ clean ရဲ့တွေကိုတပ်ဖြတ်ခဲ့တဲ့သူကိုတုံ့ပြန်ရှင်းလင်းနိုင်တဲ့အဖွဲ့ဟာပို့ပြီးတော့ထိုက်တန်ကြောင်းကျွန်တော်ရဲ့မိဘတွေပြတ်သားရမယ်ကျွန်တော်တို့အတူတူဖော်ထုတ်ရမယ်အချိန်ဖြစ်ပါတယ်ဟုတ်ပြီဒါစစ်စီရေရဲ့အစပဲရှိပါတယ်တဖက်ကကလေဖဲနဲ့ပတ်သက်ပြီးတော့ သူတို့မိသားစုတွေပူပင်တော့ကတွေပွက်လုံးရိုက်နေတယ်ဆိုတာကိုကျွန်တော်သတင်းတွေကြားထားတယ်ဆိုတော့ကျွန်တော်မေးချင်တာကသူတို့ရဲ့ယောက်ျားတွေသူတို့ရဲ့လင်တော်မောင်တွေဘုံကျဲလို့တည်သွားတဲ့ကျွန်တော်တို့ရဲ့ clean ငယ်တွေရဲ့ဖြစ်ရကျွန်တော် clean ငယ်တွေရဲ့ငိုကြွေးတန်ကျွန်တော် clean ငယ်တွေခန်းစားခဲ့ရတဲ့နာကျင်မှုတွေ ဲ့လိုနာကျင်မှုတွေသူတွေပြန်ခံစားရမယ်ဆိုတာသူတို့ခံစားမိလိုက်တဲ့ဒီကနေ့အကြံဖက်စစ်ခွေးတက်ရဲ့လေတပ်ပေါ်ကြီးကြီးဖေးလင်းကိုတုတ်တင်ရှင်းလင်းလိုက်တဲ့အချိန်မှာသူတို့တွေဟာတော်တော်လေးကိုခံစားပြီးသွားတဲ့သဘောမှရှိပါတယ် ဒါတော့သူတို့မိသားစုဝင်တွေဒါလေးတဲ့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေကျွန်တော်တို့စည်ရေးပြမှတ်မထားသေးဘူးကျွန်တော်ကလင်းငယ်တွေတည်ရသလိုသူတို့ကလင်းငယ်တွေဒါမျိုးကိုကျွန်တော်တို့ထက်မတွက်သေးဘူးသူတို့ယောက်ျားတွေကျဲခဲ့တဲ့ဘုံကြောင့်ကျွန်တော်တို့ရဲ့ကလင်းငယ်တွေ တည်ဆုံးခဲ့ရတယ်။သူတို့အလှဲ့ကြတော့သူတို့ကဘသူကာဝယ်ပေးမှလဲဆိုတော့အဲ့ဒီသူတို့မေးတဲ့မေးခွန်းကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့ပြပပြည်သူကျွန်တော်ရဲ့ comment မှာရေးပေးလိုက်ပါသူတို့ကကာဝယ်ပေးမဲ့သူဘသူပါလဲသူတို့ကပြစ်ဒဏ်စီရင်မဲ့သူကဘသူပါလဲလက်ရှိလက်ရှိကျွန်တော်ပြည်သူရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာဒီလေဘဲတွေအကုန်လုံးရှိနေတယ်ဆိုတာကိုမသိရလေသလားကျွန်တော်ပြောပြီးသားเนาะကျွန်တော်ရင်ပြပါတယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်တို့လေဘဲသားတွေကိုတစ်ဖိတ်တာနှစ်ဖိတ်တာဆယ်ဖိတ်တာပစဲလာ20တာ30တာ40ဒါမှစတင်ပြီးတော့ဝယ်ယူပြီးတော့ကျွန်တော်ရဲ့မိဘတွေကြံရှိတဲ့လေဘဲတွေကိုတုတ်တင်နှိုင်ဖို့အတွက်ဝင်းရံကူညီပေးဖို့ဒီကနေပြီးတော့ကျွန်တော်လေးလေးနက်နက် ်နှိုးဆော်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ရေဘော်ရှန်လီ Telegram မှာကြော်ထပ်မှန်ပြီးတော့အသေးစိတ်တင်ပြပေးမှာဖြစ်ပါတယ်ဗျဟုတ်ပြီရေဘော်ရှန်လီ Telegram နဲ့ဆက်သွယ်လို့ရပါပြီကျွန်တော်တို့ကလည်းစုကြီးထုတ်ထားတဲ့ဆိုတော့လေစံချိန်တင်ကျွန်တော်တို့ထုတ်ထားတဲ့စံချိန်ထက်ကျော်ပြီးတော့ကျွန်တော်တို့ထပ်မှန်ပြီးတော့တက်သေးပြကြပါစို့ဗျာဟုတ်ပြီ နောက်တဲ့သင်ကောင်းလေးတစ်ခုအရကတတ်တော့ A A ရဲ့ထိုးစစ်ဟာတာပေါင်းအတိုင်းကြောင်းရေကြီးလေးမျက်နှာအင်ကပူအထိရောက်ရှိနေတယ်မင်းကကျွန်တော်ပြောတယ်တော်လန်ရင်းမှာကရင်တွေပါလာရင်ပြီးပြီလို့သာမှတ်လိုက်ပါကျွန်တော်တို့အရကတတ်တော့ A A လက်ရှိထိုးစစ်တွေဟာ ကျွန်တော်ရခိုင်သူရခိုင်သားတွေတည်တံ့စုဖွဲ့ထားတာမဟုတ်ဘူးကျွန်တော်တိုင်းရင်းသားညီကုံမောင်မတွေကျွန်တော်တို့မိသားစုတွေအားလုံးစုဖွဲ့ထားခြင်းဖြစ်တယ်ကျွန်တော်ပြောတဲ့စကားကျွန်တော်ရမိပါလေအကတတော် AA ULA ကိုမေးကြည့် ULA မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဒါတပ်ဖွဲ့ဝင်တွေဟာကျွန်တော်တို့ တိုင်းရင်သားကျွန်တော်တို့မိသားစုတွေအားလုံးစုပေါင်းထားခြင်းဖြစ်တယ် KMU ကိုမေးရင်လည်းပဲဒီအဖြေပဲပြီးမှာပါ KMU မှာလည်းပဲကျွန်တော်တို့ကရင်နေရှိတယ်မွန်နေရှိတယ်ဗမာနေရှိတယ်ဝါတပ်ဖွဲ့ဝင်ဝါလူငယ်လေးတောင်ရှိတယ်ကျွန်တော်ပြည်သူအမြဲတမ်းကြည့်နေတယ်ကျွန်တော်မိဘတွေသိတယ် KMU မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝါလူငယ်လေးတဦးအကြောင်းကိုကျွန်တော်ဖော်ပြခဲ့တာရှိတယ်ကျွန်တော်ရဲ့ဒါရေဘော်တငယ်ချင်းကလည်းကျွန်တော်ရဲ့ဗီဒီယိုကို သူ internet line ရတဲ့အချိန်မှာအမြဲတမ်းကြည့်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့မနေ့ကအကြောင်းဖြူမှာအလန်ထောင်းဖပြေးသွားတယ်ပြီးတော့ကျွန်တော်တို့စီမှာအလန်ဖြူထောင်းလက်နှချအညံ့ခံခဲ့တဲ့အကြောင်းဖက်စစ်ခွေးတက်တရားကျော်ဆောဒီတရားကျော်ဟာသူတို့လန်ဖြူထောင်းလက်နှချတာနည်းနည်းလေးတော့ကြားတယ် ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်သူလူလူတရက်လုံးရဲ့ဆန္ဒသူတို့တွေမတည်ရုံကြောင့်ပြုတ်လို့မရဘူး။တရက်နောက်ကျရင်သူတို့အတွက်တရက်ပို့ပြီးတော့နာကျင်ခံစားရမယ်။ဒီထက်ပို့ပြီးတော့နောက်ကျတယ်ဆိုရင်တော့ဝေစီကိုမစီတော့ပြေးမကြိုက်ဖဲနဲ့သောထိုးကိုကိုတွင်းကိုတွင်းပြီးတော့ဆင်းရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်တော့လမ်းမြူထောင်းနေလက်နဲ့ချတယ်ညာနဲ့ချီရအကျမဲ့ဖက်စစ် တက်ကကောင်းနေအရာနဲ့ခြိတဲ့လူသက်သမားတွေပြီးတော့တက်ကနေပြီးတော့လဲထွက်ပြေးနေတဲ့တက်ပြေးတွေဘာကြောင့်ဒီလိုဖြစ်စဉ်မျိုးတွေဖြစ်နေတာလဲဆိုတော့ UL ရဂရိမတီလို့လား AA ကဂရိမတီလို့လားကျွန်တော်တို့အပြစ်ခက်ရထားတယ်ဒီကနေ့မှာ UL AA ရဲ့ထုတ်ပြန်ကြေညာချက်လေးတစ်ခုကိုအာအာတင့်ကိုကျွန်တော်တို့တွေ့လိုက်ရတယ် ဆိုတော့အကြမ်းဖက်ပတ်စစ်ခွေးတက်ကနေပြီးတော့ကျွန်တော်တို့ဒါတိုက်ပွဲမျိုးစုံနေရာမျိုးစုံမှာအရှင်ဖန်းစီထိမ့်သိမ်းခံခဲ့ရတဲ့တုံမန်း200ကျော်ကို ULA အရကတက်တော် AA ကနေပြီးတော့လူငင်းချမ်းသာခွင့်ပေးလိုက်တယ်လူသားဆန်တဲ့လုံရက်တွေကို လူသားတွေသာပြုလုပ်နိုင်တယ်ကျွန်တော်ရဲ့မိဘဒါဟာကျွန်တော်နိုင်ငံတနိုင်ငံလုံးကျွန်တော်ပြည်သူလူထုတစ်ရက်လုံးဟာ ပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့လူသက်ချင်းတို့အကျန်းဖတ်ချင်းတို့ပြီးတော့တိုက်ပွဲတွေဖြစ်ချင်းတို့လက်နက်ကန်ကြီးတာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့တိုင်းသားတပ်ဖွဲ့ဝင်တီးတီးကတက်တည်ကြခဲ့ပြီးဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့အရှိလာတွေမှာလည်းအခြားသောတပ်ဖွဲ့ဝင်တွေကထုံလင်းကောင်းမယ်အကျန်းဖတ်စစ်ခွေးတက်ရဲ့ဒါကျွန်တော်တိုက်နေရာဒေသတီးတီးမှာကျွန်တော်အရှင်ဖမ်းမိထားတဲ့စစ်တုံးမန်းတွေကိုပြန်လုတ်ခဲ့တယ် ်အကြောင်းတွေလည်းတွေ့ရမှာဖြစ်ပါတယ်ဒီကိစ္စမှာတော့အာခတ်တော့အေအေကအကြံဖက်စီခွေးတက်နဲ့ပတ်သက်သူစစ်တုံးမှ200ကျော်ကို လူငယ်ချမ်းသာတွင်ပေးလိုက်ပါတယ်ဒါလူသားဆန်တဲ့အပြုမှုကိုတွေ့ရတာဖြစ်တယ်ကျွန်တော်ဒီကိုကြည့်နေကျွန်တော်မိဘတွေလည်းထပ်တူဂုံယူဝမ်းမြောက်နေမယ်လို့မျောလင့်ပါတယ်ကျွန်တော်တို့ဟာအကြံဖက်ဖို့ကျွန်တော်လက်ရှိအချိန်မှာမဖြစ်မနေကျွန်တော်တို့မကန်ကျင်တဲ့ ဒီလက်နက်ကိုကျွန်တော်တို့ပြည်သူတွေကြောင့်ကျွန်တော်တို့ကန်ပြီးတော့တိုက်ပွဲဝင်နေရတာဖြစ်တယ်။ဒါမှမတူ क्वे ပြားတဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေမတူ क्वे ပြားတဲ့တပ်ဖွဲ့ဝင်တွေရဲ့လက်ရှိလူဦးတော်လန်ရေးမှပါဝင်နေတဲ့လူငယ်တွေရဲ့အကြောင်းလေးဖြစ်ပါတယ်။ဟုတ်ပြီ။ AR တိုင်းအင်္ဂဘူတိရောက်ရှိနေတဲ့ထိုးစေး ီချိုးစစ်မှာအရကတက်တော့အေးအေးတဖွဲ့တယ်လားကျောင်းရင်မိပါကျောင်းရင်ညီကိုတကမ္ဘာလုံးမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒါတိုင်းပြည်ကျွန်တော်တို့ရဲ့နိုင်ငံကိုချစ်မြတ်နိုးတဲ့ကျောင်းရင်မိပါပြည်သူအားလုံးဒီမိကုန်းလေးကိုလည်းဖြည့်ပေးပါအရာတွေကိုထိုးစစ်မှကျွန်တော်တို့အရခတတ်တော်အေးအေးတဖွဲ့ရလားရခိုင်သူရခိုင်သားတွေပဲလား ျွန်တော်မိဘတွေရှင်အဖြစ်ရှိကြပါဒါဟာကျွန်တော်မိဘပြည်သူတွေပဖွားခဲ့တယ်ကျွန်တော်တို့ပြည်သူကကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေရဲ့ထိုးစစ်ဖြစ်ပါတယ်။ဟုတ်ပြီဒီထိုးစစ်နဲ့တူ AR ဒါတွေဟာလည်းပဲမိမိတို့ AR မြေကိုစတင်နေနေတဲ့အကြောင်းကိုလည်းဒီကနေ့ကကွယ်ရေးဝန်ကြီးဦးရှိမွန်ရဲ့ထုတ်ဖော်ပြောဆိုမှုမှလည်းတွေ့ရမှာဖြစ်တယ်။ ကျွန်တော် MOD လောက်ကံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ AR သားတွေရန်ကုန်သားတွေပဲခူးသားတွေရခိုင်သားတွေကရင်သားတွေမွန်သားတွေအကုန်လုံးစုဖွဲ့ထားတဲ့တပေါင်းစုကြီးဖြစ်ပါတယ် AR ရကျွန်မဖက်စစ်ခွတ်တက်ရဲ့နောက်ဆုံးသောခန်းစစ် AR ရကျွန်တော်တို့နိုင်ငံရဲ့စပါးအများဆုံးထွက်တဲ့နေရာ စပယ်ဂျီလိုလည်းတင်စားထားတဲ့နေရာအကြမ်းဖက်စစ် ခွေးတက်ရဲ့ရိတ်ခါလည်းမှန်တယ်ပြီးတော့အကြမ်းဖက်စစ်ခွေးတက်ရဲ့ကပါစာပစ္စည်းထုတ်တဲ့ဆက်ယုံတွေတည်ရှိတဲ့နေရာဆိုရင်လည်းမှန်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့လက်ရှိချိန်မှာအကြမ်းဖက်စစ်ခွေးတက်ရဲ့အကြောင်းလေးနည်းနည်းလေးတင်ပြခြင်းပါတယ်ဒါလေးဘဲနဲ့ပတ်သက်ပြီးတော့လေးဘဲသားစားလိုက်တယ်ဆိုတော့ဟိုဘက်ကြောက်ကကောင်တွေကလည်းခိုးပြီးတော့ကြည်နေမှသိကြပါဗါတယ်ဆိုတော့ကျွန်တော်သတင်းအမှန်ကိုပဲတင်ပြနေတာဖြစ်တယ် လက်ရှိအချိန်မှာကရင်ပြည်နယ်မှာတရက်တခြားတရက်တခြားတရက်မခြားအကျွမ်းဖက်စစ်ခွေးတက်ရဲ့စကန်ကုန်းတွေဖြူအားကုန်းတွေလက်နက်ကြီးကုန်းတွေအခြေကုန်းစကန်တွေတစ်ခုပြီးတစ်ခုတက်ခတ်သိမ့်ပိုက်အမှုတ်ကျိတ်နေတဲ့အခြေအနေတွေကိုလည်းကရင်ပြည်နယ်ရဲ့တည်င်းတွေမှာကြာတိတွေ့ရမှာဖြစ်တယ်ဒါတော့ကရင်တွေမထုတ်ပြန်သေးတဲ့တည်င်းတွေအများကြီးရှိသေးတယ်ဒါဆိုရင် KIA မှာရော ဆိုတော့စစ်ကူတွေဒရဟောပုတ်ကျွန်တော်တို့ဒါစစ်မှုတန်ဥပဒေထုတ်ပြန်ပြီးတော့ဘတ်စင်တက်ကနေတော့ဘတ်စင်73လောက်ထိမဒီတနေရာမှာစစ်တင်နဲ့စင်ထားတဲ့ကောင်းတွေအကုန်လုံးဟောပို့နေသည့်တိုင်အောင်ပူတိုင်းလဲကုံရောက်တဲ့ကုံတွေအကုန်လုံးကလည်းပြေးတဲ့ကောင်ကပြေးဒါကျွန်တော်တို့စီမှာလက်နှချအလင်းဝင်တဲ့သူကအလင်းဝင်ပြီးတော့မရှုမလခွတ်တီဝတ်တီတီးသွားတဲ့កောင်တွေကတီး ဆိုတော့ဒီအခြေအနေကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဖားကန်ကိုတရုတ်လူကြာအသေးအတန်ဖိုးစစ်စင်ပေမဲ့လည်းပဲအကြဆုံးအများပြားနေပါရင်ဆိုင်နေရတဲ့အကြောင်းတွေလည်းကျွန်တော်တို့ကြာတိတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကရင်နေမှာဟောအခြေအနေကောင်းရင်လားကရင်ဒီဒီမော့ဆိုမိုးပြဲမှလည်းပဲပို့တလောက်ဂုံကျမဖတ်စစ်ခွေတက်ရဲ့ချင်းကြဓမြဩဇာ ပြင်ပြီမှာလည်းပဲတော်တော်လေးကိုအထုတ်လုပ်မှုတွေမြင်မာနေတဲ့အကြောင်းကိုကရင်နီရဲ့ဒါသတင်းအရင်းမြစ်တွေကစင်တတိထားရပါတယ်ဒါကြောင့်မနှက်ပြန်တော့မဟုတ်တပတ်ခါလောက်မှဆိုရင်အညာမြေရဲ့သတင်းတွေကိုလည်းပဲကျွန်တော်ရဲ့မိဘတွေကြားသိရအောင်မှာဖြစ်ပါတယ်အေးဘောဘာအိတ်ထားဖို့လိုတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့လက်ရှိအချိန်မှာကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးကျွန်တော်တို့ တဖွဲ့နဲ့တဖွဲ့ချိတ်ဆက်ပြီးတော့မာပြူအမြောက်စွာပူပေါင်းဆောင်ရွက်နေတဲ့စစ်စင်ရေးတွေထိတိတိုက်ပွဲတွေညောင်များစွာ ရှိနေပါတယ်။နေ့စဉ်ကျွန်တော်အကြံဖက်စစ်ခွေတက်ခြေကုပ်ယူထားတဲ့နေရာတွေကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေပါတယ်။ကျွန်တော်တိုက်ပွဲဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ကြဆုံမှုတွေကတော့နှစ်ဖက်လုံးမှာရှိနိုင်ပါတယ်ကျွန်တော်တို့ဘက်မှာလည်းပဲထိခိုက်ကြဆုံတွေရှိနိုင်ပါတယ်ဒါပေမဲ့လည်းပဲအကြံဖက်စစ်ခွတ်တဲ့ကလက်ရှိချိန်မှာကူပါအောင်ကဲပါအောင် ိန်ပြောင်းအောင်ပြင်းနေကြတာတွေသူတို့ရဲ့ဒါအခြေအနေတွေကိုလည်းကျွန်တော်နေ့စဉ်ကြားနေရတာဖြစ်တယ်။ဆိုတော့ယာနဲ့ခြီးပြီးတော့တယင်းလိုက်စကန်တစ်ခုလုံးထွက်ပြေးနေတဲ့အခြေအနေတွေကိုလည်းကျွန်တော်မနေ့ကတင်ကတင်ပြခဲ့ပြီးဖြစ်ပါတယ်။ဟုတ်ပြီ။တစ်ဖက်ကျန်သူကတော့မရှိမလားအခြေအနေဇိုးတွေအောက်မှာပဲသူတို့ကိုဘယ်သူကယ်မှာလဲဆိုတာကို သူတို့အချင်းချင်းမေးတာတော့မှအဖြေမရှိတာကိုဒီကနေ့ကျွန်တော်အဓိကတင်ပြနေခြင်းကလက်ရှိအချိန်မှာကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကျွန်တော်တို့လူငယ်တွေကကျွန်တော်တို့ရဲ့အသက်ခံတာတွေကိုပေးဆက်ပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေပေးတဲ့အမိတ်ကျွန်တော်မိဘပြည်သူလူတို့တရက်လုံးရတရားစီရင်နဲ့ပြမှုတွေကို ကျွန်တော်မိဘပြည်သူတွေရဲ့စီရင်ချက်တွေကိုကျွန်တော်တို့ဟာကျွန်တော်ရဲ့တန်တဲ့ခံနာကိုပေးအပ်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်နေပါကြောင်းဒါကြောင့်ဒီတိုက်ပွဲဟာအကြောင်းဖက်စစ်ခွေးတက်ရဲ့နောက်ဆုံးသောအမြင့်ဖြတ်ခြေမုံခံရမယ့်အချိန်အလွန်အင်တန်လေးဆက်နေပါတယ် ဆိုတော့ဒီအချိန်မှာလဲကျွန်တော်တို့အားလုံးမှာလဲလိုအပ်ချက်တွေရှိနေတယ်လက်နက်ခဲယမ်းနေစဉ်လိုအပ်ချက်တွေရှိတယ်လက်ရှိအချိန်ထိကြီကာမလောက်သေးတာတွေလည်းရှိတယ် equipment မလောက်သေးတာတွေလည်းရှိနေပါတယ်ဒါ uniform တော်မှမပြည့်စုံတဲ့အခြေအနေတွေလည်းရှိနေသေးပါဒါကလည်းပြဿနာမရှိပါဘူးကျွန်တော်တို့လေးကွာလေး2မီလီနဲ့စခဲ့တဲ့တော်လန်ရေခဏအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ကဲအကြမ်းဖက်စစ်ခွေးတက်မှာကျွန်တော်တို့တုတ်တင်ရှင်းလင်းအရှင်ရော အသေးရော မဖမ်းခဲ့ဘူးခဲ့တယ်ပြီးတော့မတုတ်တင်နိုင်ခဲ့တဲ့ဘယ်အပွင့်ဘယ်အရာရှိမှမရှိဘူးဆိုတာကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြခြင်းနဲ့လီဘဲရဲ့အသားကိုတပိတ်တာမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ဒါဘတ်နဲ့ဆိုရင်တသောင်းပြီးတော့အနည်းငယ်10သားကနေစဝယ်မယ်ဆိုရင်မြန်မာငွေကျပ်တသောင်းကနေပြီးတော့ ဘဝေတရားကစတင်ပြီးတော့ဝေယူနိုင်ပြီဖြစ်တဲ့အကြောင်းကိုတင်ပြရင်းနဲ့ပရမဥဆုံးလေဘဲသားစာရတဲ့နေ့မှာကျွန်တော်တို့ရဲ့စုချေးဟာဒီထက်ပိုပြီးတော့ချင်းမြင့်တဲ့နဲ့ချင်းမြင့်ဖို့လေကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါကြောင်းလေးလေးစားစားတင်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုဂုံယူဝမ်းမြောက်စွာတင်ပြလိုက်ပါတယ် နောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်အမြဲတမ်းကြိုးစားပေးနေပါတယ်လက်နက်ပေးစစ်ပေးကပ်ပေးကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးကြီးစတိုင်းဘီရင်နဲ့ကင်းရှင်းပါတဲ့ကြောင်းလေးလေးနက်နက်ဆူတောင်းရှင်းနဲ့ကျွန်တော်ရဲပေါ်ရှင်းလိုက်ပါကျေးဇူးတင်ပါတယ်အားလုံးသူကနားဆင်ပေးတဲ့အတွက်ကျေးဇူးပါနောက်ပြန်လည်းပြောမှာဆုံးတွေ့ကြရအောင်